အားလုံးမင်္ဂလာပါနော်ဒီနေ့ဝီရိုရဲ့ Hey You and TV Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဝီမျှဝေပေးခြင်းနဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ကျက်တူညီကဘာတွေကိုကောင်းကျိုးပေးစေနိုင်လဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်ကိုကတခုခုစားပြီးဆိုလို့ရှိရင်ကျက်တူညီမထဲနဲ့နော်ပစက်နံမှာစိုးလို့မကြိုက်ဘူးဆိုပြီးတော့ပြောနေမိကြတာကိုကိုကို အစ်ပါတယ်လို့ဒါပေမဲ့ကျက်တူညီဆိုတာက မိဖို့ကြောင့်ねမဆိုလို့ရှိရင်မပါမပြီးပေါ့เนาะအနက်ကအစိုးပေမဲ့ကျမရေးတော်တော်ဆိုလို့ရှိရင်အတော်လေးအထောက်ကူပြုပါတယ်เนาะအရင်ဦးဆုံးဒီချက်ကူညီကနေပြီးတော့ဘလို့အာဟာရဓာတ်မျိုးတွေကိုရရှိစေနိုင်လဲဆိုလို့ရှိရင်ကယ်လိုရီကပါဝင်မှုနေပြီးတော့ဗီတာမင် B ဗီတာမင် C ပိုတက်ဆီယမ်ပြီးလို့ရှိရင်အမြင်ဓာတ်တွေနော်ပရိုတင်းတွေတခြားဓာတ်တွေနော်တန်ဓာတ်တွေကယ်လ်ဆီယမ်ဓာတ်တွေကာဘိုဟိုက်ဒရိုက်တွေအများစွာမှဦးကပါဝင်ပါတယ်နော် ကျက်တူနီကိုဘာကြောက်စားပေးတယ်လဲဆိုပြီးတော့ပေါ့နော်တော်တော်များများကသိရှင်ကြတာပေါ့နော်ကျက်တူနီမှာဆိုလို့ရှိရင်ကင်စာပါဝယ်ပေးတယ်နှလုံးကိုကျက်မှဆေးတယ်ပြီးလို့ရှိရင်သူကအိုက်ပြိုစီနိုင်တယ် ။နောက်တစ်ခုမှဆိုလို့ရှိရင်အေးပြားမဲ့ဆန်နာကိုလည်းသူကကျမ်းမာစေတယ်။သွေးရင်းတကြားတက်ကိုလည်းသူကထိန်းညှိပေးတယ်ပေါ့နော်။အယိုးတွေလည်းသူတမာစေတယ်လို့အစာချေစနစ်ကိုလည်းသူကကောင်းမွန်စေတယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျက်သွေးနီဆိုလို့ရှိရင်ဘလိုနည်းနဲ့ပဲဖြစ်စားသုံးပေးသေးတယ်လို့ထင်ပါတယ်နော်။ စိုးစောနာတော့ငါဝီပြောခဲ့တယ်လို့ပေါ့နော်သူကကင်းစာကိုကောက်ွက်ပေးတဲ့အတွက်ကြောင့်မလို့ချက်ကိုနီမှာဆိုလို့ရှိရင်ဓာတ်သူစမ်းကြည့်တဲ့အနီးတင်တွေကျော်ရတယ်လို့ဗီတာမင်စီတွေလည်းအများစွာကျော်ရပါတယ်နော်ဒါကြောင့်မို့လို့သူကကင်းစာကိုကောက်ွက်ပေးနိုင်တယ်နော်အစာအိမ်ကင်းစာဥမကြီးကင်းစာပြီးလို့ရှိရင်အစီကျိတ်ကင်းစာတွေပြည့်အောင်လည်းအထီးရောက်ဆုံးကောက်ွက်ပေးနိုင်ပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ကင်းစာကျိတ်တွေလည်းထက်မပွားအောင်လည်းသူကအထီးရောက်ဆုံးဟတာပေးနိုင်ပါတယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်နှလုံးပေါ့နော်နှလုံးကလူတော်တော်များများမှဆိုလို့ရှိရင်စီးချိုသွေးသွေးရှိတဲ့သူဆိုလို့ရှိရင်နှလုံးတွေကိုဖိစေနိုင်တယ်။ဒါကြောင့်မို့လို့ကျက်သွေးညီကိုများများစားပေးပါလို့ပြောချင်ပါတယ်နော်။ကျက်သွေးညီမှဆိုလို့ရှိရင်တက်သွဆန်းကျင်တဲ့ပစ္စည်းတွေပါဝင်နေတဲ့တော့ကြောင့်မို့ရောင်ရမ်းမှုကိုတိုက်ဖြတ်ပေးနိုင်တယ်။ပြီးလို့ရှိရင်သွေးတွင်းကအကျိုးမပြုနိုင်တဲ့ကိုလက်စထောဗရဏကိုလည်းသူကကျဆင်းစေတယ်။နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းကျဆင်းစေနိုင်ပြီးတော့ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးပေါ င်ကြစေနိုင်ပြီးနှလုံးကိုလည်းသွေးသွိုးကြောင့်ထိခိုက်တာမျိုးမဖြစ်အောင်လည်းအကောင်းဆုံးရှောက်ရှောက်ပေးမှာပါနော်အဝါလွန်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အထူးကမှစားသုံးပေးတဲ့သွေးခဲပိတ်ဆို့မှုကိုလည်းမဖြစ်အောင်ဒီကကာကွယ်ပေးပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်ညံ့ညံ့အိပ်မပျော်နိုင်တဲ့သူတွေဆိုလို့ရှိရင်အိပ်ပျော်စေနိုင်တဲ့တက်သူမီကစိတ်တက်ကြတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးတော့အောက်နှောက်စီကိုလည်းလိုလားအပ်တဲ့အာဟာရဓာတ်တွေကိုသွေးစီစင်းရမှုကောင်းအောင်ဒီကပေးစေနိုင်ပါတယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်စိတ်ခံစားမှုကောင်းစေတဲ့ဟော်မုန်းတွေအဖြစ်သူကပါဝင်ပေးပြီးတော့ဟော်မုန်းထွက်ရှိစေပြီးတော့အိပ်ပျော်စေနိုင်တဲ့အစာစားချိန်နဲ့စိတ်ကိုလည်းဖြစ်အောင်သူကနှိုးဆွပေးပါတယ်နော်နောက်တစ်ခုကြတော့ဒီသွေးရင်းသကြားဓာတ်ကိုသူထိနှိပ်ပြီးတယ်ပေါ့နော်တကယ်လို့ကို့မှာဆိုလို့ရှိရင်စီးချိုနှစ်ရှိနေတဲ့သူဆိုလို့ရှိရင်အရန်ကမှတိတော့တယ်နော်သွေးရင်းသကြားဓာတ်ကိုလည်းထိနှိပ်ပေးပြီးတော့ဒီစီးချိုရှိနေတဲ့သူကိုလည်းသူကကာကွယ်ပေးနိုင်တယ်နော် နောက်တစ်ခုမှဆိုလို့ရှိရင်အစာချေစနစ်ကိုကျန်းမာစေနိုင်တယ်ပေါ့နော်ဒီချက်တို့နီမှဆိုလို့ရှိရင်အမြင်တတ်တွေအကျိုးပြုတဲ့ပကြီးယာအာဟာရတွေပါဝင်နေတဲ့ကြောင့်မလို့အစာချေစနစ်ကိုကျန်းမာစေလို့ဥလန်းချောင်းကိုလည်းဒီကကျန်းမာစေနိုင်တယ်ကိုခံအားကိုလည်းကောင်းစေပြီးတော့ယောဂါတွေကလည်းအထီးရောက်ဆုံးကောက်ွယ်ပေးနိုင်ပါတယ်နော်နောက်တစ်ခုကပါတွေတတိထားပေးရမလဲဆိုလို့ရှိရင်ချက်တူနီကအာဟာရဖြစ်တယ်ဆိုပေမဲ့တိတ်တိတ်ယုံမစားပေးပါနော်အလွန်ကြုံစားတာကရင်ပူစေတာပြင်ဘိုက်ထဲမှာ နေလို့မကောင်းတာမျိုးတွေလည်းဖြစ်စေနိုင်တယ်နော်စေဝါးတွေနဲ့လည်းသက်ပြူနိုင်တာကြောင့်ဘာနာနာများများကိုမစားဖို့လည်းတတိပေးချင်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်ကျက်သူနီမှာဆိုလို့ရှိရင်ပလာတိကောင်းကျိုးတွေပေးနိုင်တယ်ဆိုတာကိုအားလုံးသိကြပြီးပြီထင်ပါတယ်เนาะဒါဆိုလို့ရှိရင်ဝီရိုရဲ့ကျမရဲ့ဘူဒူတာတွေကိုအများအားမျှဝေပေးနေတဲ့ channel လေးကိုအများအားပြန်ဆက်ပေးနိုင်ဖို့အတွက်မူတီနဲ့ဒီ subscribe လေးထိုက်